ပြီးခဲ့တဲ့မေလ18ရက်တုန်းကနယူးယောက်မှာအခမ်းအနားတစ်ခုအတွက်ပူပေါင်းပါဝင်ဖို့ရောက်လာတဲ့သင်္ဘောကြီးရဲ့မြင့်မားတဲ့ရွက်တိုင်တွေက Brooklyn တံတားအောက်ခြေနဲ့ညှိမိပြီးကုန်းဘတ်ပေါ်အပြက်စီးတွေပြုတ်ကျခဲ့ပါတယ်။ဒီလိုမက္ကဆီကိုရေတက်ရဲ့ရွက်သင်္ဘောတံတားနဲ့ညှိမိပြီးလူသေးပြောက်ဖြစ်ခဲ့တဲ့ကိစ္စကို American အနာပိုင်တွေကအကင်တွေစုံစမ်းနေပါတယ်။အဲ့ဒီမတော်တဆမှုမှာလူ၂ယောက်သေဆုံးပြီး၁၆ယောက်ဆေးရုံရောက်ခဲ့တယ်လို့နောက်ပိုင်းမှာမက္ကဆီကိုရေတက်ကထုတ်ပြန်တာပါ။ Quartemoc ရေရင်က မက္ကဆီကိုရေတပ်မှရွက်လွင်ခုံမောင်းမှုတွေကိုလေ့ကျင့်ဖို့အသုံးပြုတဲ့ရွက်တင်ပေါ်တစည်းဖြစ်ပါတယ်။တံတားနဲ့တင်ပေါ်ချိတ်မိခဲ့တဲ့ကိစ္စမှာအကြောင်းရင်းတိတိကျကျမသိရသေးပါဘူး။ဒါပေမဲ့ကနဦးစုံစမ်းမှုတွေအရတော့ရေရင်ကအဲ့ဒီဖြစ်ရမတိုင်ခင်မှာဆက်သေးပြီးထိန်းချုပ်ရခက်ခဲတဲ့အခြေအနေဖြစ်သွားခဲ့တယ်လို့သိထားပါတယ်။ Brooklyn တံတားကိုလည်းအခင်းဖြစ်ပြီးတဲ့နောက်မှာနာယီပိုင်းလောက်ပိတ်ခဲ့ပေမဲ့စစ်ဆေးမှုတွေအပြီးမှာတော့ပုံမှန်ပြန်ဖွင့်ပေးထားပါတယ်။ အဲ့ဒီရွက်လေရဲ့ရွက်တိုင်အမြင့်ဆုံးအပိုင်းက158ပေရှိပြီးတံသားနဲ့ရေမျက်နှာပြင်ကြားအကွာအဝေးကတော့135ပေပဲရှိတာပါ။ကဲဆဲရဲ့အဖွဲ့တွေကသင်္ဘောပေါ်မှာလိုက်ပါလာတဲ့လူ289ယောက်ထဲမှာပျောက်ဆုံးနေသူမရှိပဲ28ယောက်ကိုတော့ပြုစုကုသပေးခဲ့ရတယ်လို့အတည်ပြုပါတယ်။လက်ရှိမှာတော့ American ရဲ့အမျိုးသားအသေးယူပို့ဆောင်မှုလုံခြုံရေးဘုတ်အဖွဲ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးတာတွေလုပ်ဆောင်မဲ့အဖွဲ့တစ်ခုဆေးလွတ်ပေးထားပါတယ်။ ရွှေသင်ဘောက April 6ရက်နေ့မှာ Mexico ရဲ့ Acapulco စိတ်ကမ်းကနေထွက်ခွာလာခဲ့ပြီး New York ကနေ Scotland နိုင်ငံ Aberdeen မြို့စီခရီးဆက်ဖို့မူလကစီစဉ်ထားခဲ့တာဖြစ်ပါရဲ့ရှင်။